တီတီမင်္ဂလာစေရခင်ဇီဟောင်းဆိုတာအနေနဲ့ရရက်ကကုန်းတဲ့ဒီရောင်းသူဝဲသူတွေစသဖြင့်စီကားလာတယ်ထိုများမကသည်တောင်ရန်စားတော့သူတွေကလည်းထိုဈေးတဲတွင် နေရတနေရကိုအထိုင်ချကတောင်ရန်စားတော့ကြတယ်ညအိတ်တော်လည်းထိုနေရာတွင်သာပစိုးစုပ်ဖြာစုပ်စသည်တို့ဖြင့်ခင်းပြီးအိတ်တက်ကြတယ်ဒီတော့လူတွေစုံလင်ဇရိုက်တွေလည်းစုံကြတယ်မဟုတ်လားရံပွဲတွေလူသက်ပွဲတွေလည်းထူပြောများပြားလာပေတယ် တဖန်လာရောက်တောင်းရန်စားတောက်သူတွေထဲမှာယောဂသည်တွေလည်းပန်းပြီးထိုလူတွေလည်းယောဂကြောင့်ထိုနေရာမှာပင်တည်ဆုံးခဲ့လျင်အနားမှာဈေးတွေတွေကလူမှုကူညီရေးကိုလှမ်းဆက်သွယ်ရတယ်။အဖွဲရောက်လာတော့အလောင်းကိုဈေးယုံဖို့ပြီးလျင်ချက်ချင်းမိတဲ့ကြိုရတယ်။ပိုင်ရှင်မဲ့အလောင်းမှု၎င်းတို့အတွက်ရည်စူးပေးကုသိုလ်ပြု ရေစက်ချအမြန်ပေးဝေတာတွေကိုလည်းမြည်သူမြန်မလုကြကြဒီတော့တေဆုံးပြီးမကျွတ်မလုပုံကိုတွေကဈေးနဲ့ပတ်သက်သည့်နေရာတွင်သာမိခို၍နေကြတော့တယ်အချို့ပုံကိုတွေလည်းဈေးရဲ့အပေါ်တန်းမှာရှိတယ်ကုမ္ပဏီတွေကိုမိခိုနေထိုင်ကြပြန်တယ်ယခုပြောပြမယ့်အကြောင်းလေးကတော့ဈေးတွေနှစ်ရှည်တောင်းဝင်ထမ်းဆောင်ခဲ့မှုတဲ့စီဝင်ဝန်ထမ်းတယောက်ကပြန်လည်ပြောကြားခဲ့ခြင်းပဲဖြစ်ပါတယ်တိတိမင်္ဂလာဈေးအောင်ပေါ်တန်းမှာရှိတဲ့ကစားကွင်းကစနေတနင်္ဂနွေနေ့ကြီးခါကြီးများတွင်လူစီကားလေးရှိတော့လေ ကြားရများဆိုရင်တော့လူနေလေးရှိပါတယ်။တနေသောတောက်ကြနေတွင်လူနေပါသဖြင့်တရဲအိမ်တွင်ဝင်နှင်းမိန်ကလေးတန်ရှိနေလေတယ်။ထိုအခိုက်မှာဧည့်သည်အမျိုးသမီးနှစ်ယောက်ရောက်လာပြီးလက်မဖြတ်ခါတရဲအိမ်ထဲကိုဝင်သွားကြလေတယ်။ ဝန်ထမ်းမိန်းကလေးကလည်းတရဲအိမ် အပေါဝါရင်တန်ရှင်းလုံနေလိုက်တယ်မိနစ်20ခန့်အကြာမှာဧည့်သည်အမျိုးသမီးနှစ်ယောက်ပြန်ထွက်လာတယ်ပြီးတဲ့နောက်တာဝန်ကျမိန်းကလေးကိုပြောတယ်ညီမရေအမတို့ဒီတရဲအိမ်တွေကမှန်ဝင်ကဘာထဲမှာလမ်းပြောင်နေတာတဝဲဝဲလင်းနေတာတော်သေးတာပေါ့ထမိန်ရေရှားနဲ့မိန်းကလေးတယောက်ရောက်လာပြီးအမတို့ကိုလမ်းပြပေးလို့အခုလိုပြန်ထွက်လာနိုင်တာထိုစကားကြောင့်ဝန်ထမ်းမိန်းကလေးလည်းပါဆက်အဟောင်းသားဖြစ်သွားတယ် ဘာကြောင့်ဆိုယနေ့ဧည့်သည်ပန်းသည်မှုဤတရေအိမ်တွင်တာဝန်ကျသည်မှာသူမတယောက်ထဲသာဖြစ်တယ်။အခြားမြည်သည့်ဝင်နှင်းမြမရှိပေ။ထို့သောလမ်းပြောက်သည်ဟုဧည့်သည်နှစ်ယောက်ကိုလိုက်ဖို့တဲ့ထမင်းရေရှားမိန်းကလေးကမြည်သူနီးတွေးရင်းဖြင့်တာဝန်ကျဝင်နှင်းမိန်းကလေးလည်းစက်သိန်းတွေတစ်ပြန်ပြန်ထလာမိတယ်။ဧည့်သည်မိန်းကလေးနှစ်ယောက်ကိုတော့တရေတရုပ်ပြုတ်လို့သည်မိန်းကလေးကဒီလိုလမ်းပြောက်လျင်လိုက်ဖို့ပေးလိမ့်ရှိတယ်လို့ပြန်ပြောလိုက်တယ်။ ညဘက်အလုတ်သိမ်းပြီးတရက်အဆောင်မမိန်းကလေးတွေနဲ့အိမ်နောင်တဲ့လိုင်းကမ်းမှာဝင်နေများအမှတ်တကစားကွင်းသို့တွားရောက်အလုတ်ဆင်းရသည်ဆိုပေမဲ့ဖယ်ရီကစီစဉ်ပေးထားသည်မို့အားလုံးအတွက်အဆင်ပြေတယ်။နောက်ပြီးထမင်းဆိုလဲစဖိုးကြောင့်မှအဆင်သင့်ခုခတ်စားလိုက်ရုံပဲရင်းတို့အဆင်ပြေလာသည့်တခြားမထင်မှန်ဖက်အပြောင်းလဲကစတင်ကြုံလာတယ်။ရင်းမှာနိုင်ငံအာဏာပိုင်သိမ်းမှုဖြစ်ပွားပြီးတနှစ်ကျော်အကြာ၌ဤဈေးဟောင်းကြီးရှိကုမ္ပဏီများအလုံး၃လအတွင်းဖယ်ရှားရမယ်လို့အမိန့်ကြလာတယ်။ အဲ့ဒီအခါမှာတော့အိမ်တော်တဲ့လိုင်းကမ်းမှာဝန်ထမ်းများလဲကိုနီးကိုဟန်နဲ့အပြင်မှာအိမ်ငှားကြရတယ်အစင်မပြေသူတွေကတော့ရုံးတွင်ချင်းငွေတင်ပြီး အိမ်ငားဖို့ကြိုးစားကြတယ်အိမ်နောင်တွေတည်းတွေ့ပြီးတွေ့ရွှေပြောင်းပြီးတဲ့နောက်အင်အား90ခန်းရှိဝန်ထမ်းမင်းကလေးတွေအတွက်အဆောင်ငားဖို့ရာမန်နေဂျာတွေလည်းအစမ်းကုန်ကြိုးစားနေရပြန်တယ်ရင်းတို့ကြိုးစားရာ၌အတန်တင့်ချေဝန်းပြီးဈေးကားမှတ်တိုင်းနဲ့နီးကပ်သည့်တိုက်ခန်းကိုရလိုက်တယ်ထိုတိုက်ခန်းကိုမီးတွေပြန်ဆင်ဈေးတွေပြန်တော့စသဖြင့်ပြင်ဆင်ခဲ့ရာရဲအနေငယ်မှာပင်ပြောင်းရွှေ့နိုင်ရန်အသင့်ဖြစ်လာခဲ့တယ်တနေ့သောမနေ့မှာဝန်ထမ်းမင်းကလေးတယောက်အုံငုံနေလေတယ် ထိုအခါကြံတဲ့မိန်းကလေးတွေကပါလန့်ဖြန်းသွားတယ်ဟဲ့မိဖြူနင်ပါဖြစ်တာလေရင်းတုံမေးတော့မိဖြူဆိုတဲ့မိန်းကလေးကငါမိဖြူမဟုတ်ဘူးဒီမှာရှိတဲ့တယောက်ထိုစကားကြောင့်အားလုံးကကြောင်တုံတုံဖြစ်သွားတယ်။ထိုအခိုက်တွင်အနှဲငယ်လေးလေးဝဲဝဲရှိသည့်မိန်းကလေးကမိဖြူကတရေဝင်ဘူးနေတာဟေ့ဟင်းအမလီ အကုန်လုံးလန့်ပြန်ကုန်တယ်ထို့နောက်အမတ်တဲမှမန်နေဂျာလည်းအလုပ်ခွင်မှလုံခြုံရေးကိုပြန်လာခိုင်းစေတယ်ထို့လုံခြုံရေးကလည်းပယောဂကူသည့်ရွှေရင်ကျော်တယောက်ဖြစ်တယ်ဒါကြောင့်လုံခြုံရေးကိုကားဖြင့်လွှတ်လိုက်ရာချက်ချင်းရောက်လာခဲ့တယ်ပြီးတဲ့နောက်ဈေးအပေါ်တက်တွင်ပွဲတွေပေးပြီးမိဖြူရဲ့ကိုယ်ထဲကိုဝင်ပူးနေတဲ့တရေကိုမေးတယ်နင်မသူလဲဘာဖြစ်လို့ဝန်ထမ်းမင်းကလေးကိုနှောက်ရှက်ရတာလဲရင်းတို့မေးတော့မိဖြူကြီးကိုယ်ထဲမှာဝင်ပူးနေတဲ့တရေကငါနှောက်ရှက်တာမဟုတ်ဘူးဝန်နေလုံးလို့နင်ကဘာကိုဝန်နေတာလဲ ဒီကကောင်မလေးတွေကနေရပြောင်းတော့မှဆိုတော့ငါကဘသူနဲ့နေရမှာလဲပြီးတော့ဒီဈေးကြီးကဖြိုပြစ်ရတော့မယ်ဆိုတော့ငါမှနေစရာမရှိတော့ဘူးပြောရင်းဖြင့်ငိုပြန်းတယ်ထိုအခါမူလကကြောက်နေသည့်ဝန်ထမ်းမင်းကလေးတွေလည်းထိုတရေမရဲ့စကားကြောင့်စိတ်မကောင်းဖြစ်သွားကြတယ်လုံခြုံရေးဝန်ထမ်းတွေလည်းတက်ပြင်းချမ်းပြီးဒါတော့ငါတို့လည်းဘယ်တက်နိုင်မလဲငါတို့တောင်ပြောင်းဆိုလို့ပြောင်းရတော့မှလေငါတိပါတယ်ဟာဒါကြောင့်ဝန်ထဲလုံးလုံးအခုလိုပြောရတာပါဒီကောင်မလေးကိုဒုက္ခပေးဖို့မရည်ရွယ်ပါဘူးအေးဒါဆိုလဲနင်းဒီကောင်မလေးရဲ့ခန္ဓာကိုယ်ထဲကထွက်သွားတော့ကြာရင်မကောင်းဘူးဟုဆို ိုကမိဖြူရဲ့နှစ်ဖူးကိုလက်ဝါးဖြင့်ပုတ်လိုက်တယ်။ထိုတည်းရဲမလေးလည်းထွက်သွားတယ်။ထိုအခါဝန်ထမ်းမိန်းကလေးတွေလည်းမိဖြူကိုတွဲပြီးအခန်းထဲကိုပြန်ပို့လိုက်ကြတော့တယ်။ဈေးဟောင်းနဲ့ပတ်သက်၍ကျွန်တော်တီးတလဝတ္ထုအဖြစ်ပြန်ရေးပြီးတဲ့နောက်မှာမန်နေဂျာဆီကိုခွင်တောင်းလိုက်တယ်။ဂျာကြီးကျွန်တော်ဈေးဟောင်းကအဖြစ်ပြက်တွေကိုဝတ္ထုအဖြစ်နဲ့ပြန်ရေးထားတယ်နော်။ကစားကွင်းကိုတော့နာမည်မတက်ဘူး။ဒါကလိုင်းမော်တင်လိုက်ရမလားဗျာ။ရင်းတို့ခွင်တောင်းတော့မန်နေဂျာကတင်ပါရတယ်။ကစားကွင်းနာမည်တော့မတက်ရင်ကောင်းတာပေါ့။ ရင်းတို့ဆိုပြီးနောက်တစုံတရာကိုတတိရသွားဟန်ဖြင့်အေးကိုဆွေမင်းကဈေးဟောင်းကတရေချောင်းရေးတယ်ဆိုတော့ငါလဲဈေးဟောင်းမှာငါကြုံရတဲ့ကိစ္စကိုငါပြောပြရအောင်မဲတညဘောကွာညအိတ်ဝန်နှန်းကောင်လေးတယောက်မနဲ့၃နာရီအချိန်အိမ်နာသွားတက်တာသူအိမ်နာတဲကပြန်ထွက်လာတော့ပုပ်ကိုတယောက်မတ်တရက်နေတာကိုတွေ့ရတယ်အဲ့ဒီပုပ်ကိုရဲ့အရင်အမောင်းက ပေ20ကျော်တဲ့အထိမြင့်နေအမိုးကို ထိနေတဲ့အပြင်မလွတ်တာမှုခါးကိုပါကိုင်းထားရတယ်တဲ့ပြီးတော့တကူလုံးမဲမောင်နေပြီးအမွှေးအမြင်နေနဲ့ဘာပြောကောင်းမလဲအဲ့ဒီဝန်ထမ်းလည်းအော်ဟစ်ပြီးမျက်နှာကိုလက်နဲ့အုပ်ပြီးအဲ့ဒီပုံကိုရဲ့ပေါင်ကြားထဲကနေပြေးထွက်လာခဲ့တယ်အဆောင်ကိုရောက်တော့ငါတို့လည်းလက်နိုးပြီးအကျိုးအကြောင်းမေးကြည့်မှဒီလိုအချောက်ခံရမှန်းသိရတာမကြပါဘူးဒီကောင်ကြောက်စိတ်ကြောင့်ကိုရီပူပြီးဖျားပါလေရောဒါနဲ့ငါတို့လည်းသူ့ကိုအိမ်ပြန်ပို့ခိုင်းလိုက်ရတယ်သူ့အိမ်ကကြီးမြင့်နိုင်ဟိုဘက်ကန်းဆိုတော့နီးတယ်လေ တမ်းမှန်လှီနေကူးရင်ခနာပဲသူ့အိမ်ရောက်ပြီတဲ့နော်နောက်တနေ့တော့ဆုံးပြီတဲ့လိပ်ပြာပဲအနှုတ်ခံရတာလားအကြောက်ပဲလုံပြီးဆုံးတာလားမပြောတတ်ပါဘူးလို့ဆိုတယ်၎င်းဤစကားဆုံးတော့ကျွန်တော်လဲစကားအနှဲငယ်ဆက်ပြောပြီးစာရေးစပွဲပေါ်မှာပြန်ထိုင်လိုက်တယ် ရေးလဲစအဖြစ်အပျက်တွေနဲ့ယခုမန်နေဂျာပြောတဲ့အဖြစ်အပျက်တွေကိုဆက်ခါဆက်ခါတွေးမိနေတယ်။တကယ်တော့ဈေးဆိုဒီမှာလဲတကယ်တော့ဈေးဆိုဒီအတိုင်းပဲလူပေါင်းစုံဈေးရိုက်ပေါင်းစုံ လာရောက်ရောင်းဝယ်ကြတယ်။အချို့အကြောင်းမျိုးမျိုးကြောင့်တေကြတယ်။ကျွတ်လွတ်သူတွေကလည်းကျွတ်လွတ်ကြတယ်။မကျွတ်လွတ်သူတွေကလည်းမကျွတ်လို့ဖဲဈေးကြီးမှမိခိုနေကြတယ်။ကျွန်တော်စိတ်ဝင်စားမိတာကတော့ဈေးကြီးကိုဖြိုချပြီးရင်အဲ့ဒီမှာမိခိုကတ်တွယ်နေထိုင်နေတယ်။မကျွတ်မလို့ပရာလောကသားတွေကိုမြည်သည့်ပုံကပြန်လဲနေရချပြီးမှလဲ။ထို့သောမဟုတ်ပဲမြည်သည့်နေရာတွင် ိခိုကမ်းယူနေထိုင်ကြမည်ဆိုတာပဲဖြစ်တယ်။အော်ကိုကသာကိုနဲ့အမျိုးလဲမတော်သလိုမြင်လဲမမြင်ဘူးတဲ့ပရလောကသားတွေအတွက်တွေးပြီးစိတ်ဝင်စားနေတယ်။ကိုကိုတိုင်းကမူပါမှမဟုတ်သေး။ပြီးကိုရီမိတင်းနေထိုင်နေတဲ့အဆောက်အုံလေးကိုအကြောင်းမျိုးမျိုးပြပြီးဘယ်ချိန်ဘူဒိုဇာနဲ့ထိုးချဖျက်ဆီးခံရမလဲမသိဘူး။ဤခေတ်ကာလကြီးတွင်လည်းလူမပြောနဲ့တရေပင်ပုံပြောရတဲ့ခင်မဟုတ်ပါလား။အလုံးမဲ့အေးချမ်းကြပါစေရှင်။ဇလန်လေးကတော့ဒီမှနဲ့ပြီးဆုံးသွားပါပြီရှင်။ယခုလိုစိတ်ဝင်စားဖွယ်အကြောင်းအရာလေးများကိုထမ်းမှန်ဖော်ပြပေးသောမှမို့ Dream Channel လေးကို subscribe လုပ်ဖို့မမေ့ပါနဲ့နော်အားလုံးပဲ good night ပါရှင်